ားလုံးပဲမင်္ဂလာပါရှင်ပွဲကွကင်းချန်နယ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဒီသားအစားအစာလေးတစ်ခုဖြစ်တဲ့မော်လမြိုင်ငါးငပေါင်းတုပ်လေးလုပ်ဆောင်มาဖြစ်ပါတယ်မြစ်လေးတွေပေါ်တဲ့ရာသီလေးဖြင့်ငပြိုးဘူးလေးတွေလည်းရလာတာနဲ့ငပေါင်းတုပ်လေးလုပ်ဖို့ကြွတိဖြစ်သွားပါတယ်ရှင်လုံနီးလေးကလုံရတာလွယ်ကူရိုးရှင်းတာမို့လို့လိုက်လုပ်စားကြည့်ကြအောင်နော်ငါပေါင်းတော့ထုတ်ဖို့အတွက်အဓိကလိုတာကဒီငပြောရွက်လေးတွေပါ မပြောရွက်လင်းတွေကိုရေဆေးတန့်စင်ပြီးတော့ခက်နွဲ့နွဲ့လေးဖြစ်အောင်မိခင်ထားလိုက်ပါမယ်နော်မပြောရွက်တွေကအရင်ကျွတ်နေရင်ထုတ်တဲ့အခါမှာကွဲထွက်လာတတ်ပါရဲ့ရှင်ဒါကြောင့်မို့လို့မိခင်မရတာပါနော်တကယ်လို့ကိုကမိမခင်မဲနီလဲမဲ့ဆိုလဲရပါတယ်ရှင်ဒါလေးကတော့ငပေါင်းတို့ထုတ်တဲ့အခါမှာမပါမဖြစ်ရဲရွရဲလေးတွေပါငပေါင်းတို့ကရဲရွရဲပါမှာခါတက်တက်လေးနဲ့ဆောက်လို့ပူကောင်းပါတယ်ရှင် ဖိုးကငပောင်းတုတ်ထဲကိုငပြောဖူးလေးတွေလည်းထည့်လိုက်ပါမယ်။ငပြောဖူးကိုတော့ရင်းတဲ့အပိုင်းလေးတွေကိုခွာချလိုက်ပြီးနုတဲ့အပိုင်းလေးတွေပဲယူပါမယ်။ပြီးရင်တော့ပပလေးတွေလှိထားလိုက်ပါမယ်နော်။ဖိုးကတော့ငပြောဖူးကိုနှစ်ဖူးထည့်ပါမယ်ရှင်။လှိထားတဲ့ငပြောဖူးလေးတွေကအပြင်မှာဒီတိုင်းထားရင်မဲရွားတတ်တာမို့လို့စားတဲ့ဇနွင်းအနေငယ်ထည့်ပြီးရေစိမ်းထားလိုက်ပါမယ်။ငပောင်းတော့နေခါနီးမှပဲရေပြန်စေးပြီးရေစစ်ထားလိုက်ရင်ရပါပြီရှင်။ ညှင့်လေးတွေလည်းထဲမှာမို့လို့မြင့်ပြုတ်ထားတာလေးတွေကိုရေးဆေးပြီးရင်းဆေးအောင်ညှိထားလိုက်ပါမယ်။မြစ်ကတော့15ကျပ်သားလောက်သုံးထားပါရဲ့ရှင်။ပြီးရင်တော့ကျပ်သွန်ဒီ15လုံးလောက်ကိုလည်းခက်ချင်းချင်းဒီလိုအနေလေးတွေလှိထားလိုက်ပါမယ်။အိုးအားငပေါင်းတို့ကို25ဒုစာထုံမှဖြစ်လို့ကျွတ်တွင်မြင်များပြင်ထားတာဖြစ်ပါရဲ့ရှင်။ငပေါင်းတို့မှာကျွတ်တွင်မြင်များထည့်ရင်ပူချိုးပြီးစားလို့ပိုကောင်းပါရဲ့ရှင်။ တချို့အိမ်တွေမှာဆိုရင်ကျက်တုံနီနဲ့ငါနှမျိုးပဲသုံးပြီးထုတ်ကြတာလည်းရှိပါတယ်။ဘလို့ပဲထထငပေါင်းလို့ဆိုရင်စားလို့အရန်ကောင်းပါရဲ့ရှင်။ပြီးရင်တော့ဟင်းအနစ်ရအောင်စပလင်ဂျင်းနဲ့ကျက်တုံပြူလေးတွေကိုကြိတ်ထားပါမယ်။စပလင်သုံးချောင်းလောက်ကိုကြိတ်ရလွယ်အောင်ပပလီထားလိုက်ပါမယ်။ချင်းလက်တစ်စစ်ကိုလည်းပပလီပဲလှီထားလိုက်မယ်နော်။ ပြီးရင်တော့ကြိတ်ဆက်သေးကိုထည့်ကြိတ်ပါမယ်ရှင်။ခုနကပပလီထားတဲ့ဇပလင်းချင်းနဲ့ချက်သွန်ပြူဦးကြီး၃ဦးလာကိုထည့်ပြီးရောကြိတ်လိုက်မယ်နော်။ဟင်းနဲ့မြများလို့ချင်းပူထည့်လို့ရပါတယ်ရှင်။ကဲခုဆိုရင်တော့အနှစ်လေးလေးရပါပြီရှင် တော့ငပေါင်းတုတ်တွေတဲကငါငပေါင်းတုတ်ထုတ်มาဖြစ်ပါတယ်။ငချင်း20လားလောက်ကိုရေးစီးပြီးအနီတော့အတုံးလေးတွေတုံးထားလိုက်ပါမယ်။ပြီးရင်တော့အရသာအတွက်စားဟင်းချုံမုံနဲ့ဆနွှဲမုံအနည်းငယ်ထည့်ပြီးနေထားလိုက်ပါမယ်ရှင်။ရပြီဆိုရင်ငားလေးတွေကိုမညီအောင်စီးတက်ပေးထားပါမယ်နော်။အိုးလေးကိုစီနေနေထည့်ပြီးခုနကကြိတ်ထားတဲ့အနစ်အနှဲငယ်ကိုထည့်လိုက်ပါမယ်။ ซีตัดထားတာအနက်လေးမွေးလာပြီဆိုရင်အယောင်လေးလှအောင်အယောင်တင်မုတ်လက်ဖက်ရည်စုံတစ်စုံလောက်ထည့်လိုက်ပါမယ်။မြေသီးလေးတွေလည်းကျက်လာပြီဆိုရင်ငားလေးတွေထည့်ပြီး3မိနစ်လောက်စီးတက်ပေးလိုက်ပါမယ်နော်။ဒီနေရာမှာငားကိုစီမသက်ဖဲစားစနွင်ဟင်းချုံမုတ်ထည့်ပြီးတာနဲ့ငပေါင်းလို့တန်းထုံလည်းရပါတယ်ရှင်။ကဲပါဝင်ပစ္စည်းအလုံးအစင်းနေဖြစ်ပြီဆိုရင်တော့ငပေါင်းတို့တဲ့ထုံမဲ့အစာလေးတွေစပြီးနေပါမယ်။ အရင်ဆုံးရေးစီးပြီးရေးပြန်စစ်ထားတဲ့ငပြောပူးလေးတွေထည့်လိုက်ပါမယ်။ပြောပူးလေးတွေကိုမမဲအောင်လို့အခုလိုအချိန်မှရေးစီးပြီးတော့ထည့်ပြီးနော်။ပြီးရင်တော့မြင့်ပြုတ်ထားတာလေးတွေနဲ့ကျက်သွန်ညီခက်ချင်ချင်နှီးထားတာလေးတွေကိုထည့်လိုက်ပါမယ်။ခုနကြိတ်ထားတဲ့ကျက်သွန်ဖြူ၊ဇပလင်နဲ့ဂျင်းအနစ်လေးတွေလည်းထည့်ပါမယ်။စာလဖိတ်ရုံတစုံနဲ့ဟင်းချုံမုံလဖိတ်ရုံတစုံထည့်ပါမယ်။ ပြီးရင်တော့စနွေးမုတ်လဖေးစုံတစ်စုံနဲ့အယောင်တင်မုတ်ကို ထမင်းစားစုံနဲ့နှစ်စုံလောက်ထည့်လိုက်ပါမယ်နော်စိမ့်သားငပိကိုလည်းလဖေးစုံတစ်စုံစားလောက်ထည့်လိုက်ပါမယ်ပြီးရင်တော့ငပိလေးတွေကို ကြည်အောင်လို့အရင်ချိန်ထားလိုက်မယ်နော်ငပိလေးတွေလည်းကြည်သွားပြီဆိုရင်တော့စီကို30ဓာတ်လောက်ထည့်ပြီးနေပါမယ်။ကိုထဲတဲ့အစာပေါ်မူတည်ပြီးတော့အရသာကို ပြင်လို့ရပါတယ်ရှင်။ ပိုးကတော့25ဒုလောက်ထုံမှမို့လို့စီကိုလည်း30ဒါလောက်ထည့်ထားပေးပါတယ်ရှင်။ကိုကြိုက်မြင့်တက်တယ်လို့ထည့်လို့ရပါတယ်ရှင်။ပြီးရင်တော့ဆန်အစိမ့်မို့ကိုထမင်းစားစုံနဲ့၅စုံလောက်ထည့်ပါမယ်။ပိုးကမှုရဆန်အစိမ့်မို့ပဲသုံးထားပါတယ်ရှင်။အားလုံးထည့်ပြီးပြီဆိုရင်တော့နှက်အောင်နေထားလိုက်မယ်နော်။ပြောဘူးနဲ့မြင့်အပြင်ကိုမှကိုကြိုက်တဲ့မိုးလေးတွေတခြားအသီးရွယ်လေးတွေထပ်ထည့်လဲရပါတယ်ရှင်။ အရသာကိုနှံ့အောင်နေပြီဆိုရင်တော့ငပောင်းသူလေးစားထုတ်ပါတော့မယ်နော်အရင်ဆုံးနေထားတဲ့အစာလေးတွေရဲ့ရင်းယူရွက်နဲ့ငားလေးတွေကိုထုတ်ဖို့နေရာချထားလိုက်ပါမယ်။ငပောင်းနှုတ်ထုတ်ဖို့အတွက်ငပြောရွက်လေးတွေကိုအရင်ခင်းလိုက်ပါမယ်။ပိုးကငပြောရွက်ကိုကွဲမထွက်အောင်လို့နှစ်ထပ်ခင်းထားပါတယ်ရှင်။သူ့ဘောကနေရင်းယူရွက်လေးကိုတင်းထားလိုက်ပါမယ်။ပြီးရင်တော့ခုနကနေထားတဲ့အစာလေးတွေထည့်ပါမယ်။ ငါးနီးထုံမှဖြစ်တဲ့အတွက်ငါးလေးတုံးကိုလည်းထည့်လိုက်ပါမယ်နော်။ပြီးရင်တော့ငပြုံးရွက်ကို အလဲကားနေဖြည်းဖြည်းကင်ပြီးလက်တစ်ဖက်နဲ့ဖိထားလိုက်ပါမယ်။ပေးစွန်တစ်ဖက်ကိုကြာတော့ဒီလိုလေးကပ်ပြီးတော့အပြင်ကနေလုံသွားအောင်ပြန်ဖုံးလိုက်ပါမယ်။တစ်ဖက်ရပြီဆိုရင်နောက်တစ်ဖက်ကိုလည်းဒီအတိုင်းထုတ်လိုက်ပါမယ်နော်။ပြီးရင်တော့ပေါက်တဲ့အချိန်မှာပွင့်မထွက်သွားအောင်လို့သွားကြထုတ်ထုတ်လေးနဲ့ထိုးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ငပေါင်းထုတ်လေးရပါပြီရှင်။ ထုတ်တဲ့နေရာမှာအစာတွေအရင်များရင်တော့ထုတ်ရတာနည်းနည်းခက်တတ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့အစာကိုအတင့်အတင့်ပဲထည့်ပေးရပါမယ်နော်။တကယ်လို့ကိုကငါမကြိုက်ဘူးဆိုရင်ငါအစာပစုံကိုစားစနှင်းမုံနဲ့နေပြီးထုတ်လေရပါရဲ့ရှင်။ငါတွေပစုံနေမထည့်ပဲအသီးရွက်နဲ့တသက်လွန်ကပေါင်းတို့ထုတ်လေရပါရဲ့ရှင်။တသက်လွန်ဆိုရင်တော့စိမ့်စားငပိအစာစားလေးပူထည့်လို့ရပါရဲ့ရှင်။ ကဲငပေါင်းနှုတ်လေးတွေအားလုံးထုတ်ပြီးပြီဆိုရင်တော့စပေါင်းလို့ရပါပြီရှင်။ဦးကတော့ငပေါင်းတို့ကို25ဒေါ်လာရပါတယ်ရှင်။ငပေါင်းတို့ကိုဦးရဲဆန်းတဲ့လောက်ထည့်ပြီးတော့ကျန်တဲ့အထုပ်လေးတွေကို နောက်မှထပ်ပေါင်းလိုက်ပါမယ်ရှင်။မပြောဘူးနဲ့ချက်တုံလေးတွေနူးတဲ့အထိပေါင်းဝေးရပါမယ်။ကဲမိနစ်40လောက်ပေါင်းထားပြီးပြီဆိုရင်တော့ကျက်သွန်လေးတွေနဲ့ငပြောဘူးလေးတွေလည်းနူးနူးအီအီလေးဖြစ်နေပါပြီရှင် ဒါဆိုရင်တော့ငပြောရွက်နဲ့တင်တင်လေးနဲ့စားလို့ကောင်းတဲ့ငပေါင်းတုပ်လေးတွေရပါပြီရှင်။အထုပ်လေးဖွင့်လိုက်တာနဲ့အနက်လေးကမှွေးတက်လာပြီးတော့ပအဝင်ပစ္စည်းလေးတွေကလည်းနူးအိနေတာကအရန်ကိုစားကျင်စရာပါပဲရှင်။ကပြောပန်းနဲ့တင်တင်လေးနဲ့ဇဗလင်အနံ့ကမှုမှုလေးဆိုတော့အရန်ကိုစားကျင်စပွဲလေးပါပဲရှင်။ဆန်နစ်နဲ့အစာရည်ရဲ့ချူချူဆိမ့်ဆိမ့်အရသာလေးရဲ့ရဲရွယ်ရဲ့ခါတသက်အရသာလေးရဲ့ပေါင်းဆက်ထားတာမို့လို့ တစ်ခါလောက်လုစားပြီးရင်အရင်ကြိုက်သွားမှသိကြပါရဲ့ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီလေးတွေရော မုန်းလုံးနီလေးတွေပါအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ပူရ Channel လေးကို Subscribe လုပ်ပေးသွားပါအောင်နော်။